for future channel ကနေပြီးတော့တော်လန်နာဆင်သူမိဘပြည်သူများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကေတရာပါကျွန်တော်ဒီနေ့ဆက်လက်ပြီးတော့ဖတ်ပြပေးသွားမယ့်စာအုပ်ကလေးကတော့ဆီယာမာကျူရီတတ်ထားတဲ့ချစ်သူလားစကားတပွန်ပွင့်ငယ်တဲ့အပိုင်းစနစ်ပဲဖြစ်ပါတယ်အခုကရာသီဥတုလေးနဲ့အေးနေရဆိုတော့အဆောင်ထဲမှာခွေပြီးတော့ကျွန်တော်ဖတ်ပြတဲ့စာအုပ်ကလေးကိုနားဆင်ခန်းစားပေးကြပါအောင်နော်ချစ်သူလားစကားတပွန်ပွင့်ငယ်တဲ့အပိုင်းစနစ် တာမော်စကားဖြူမက်ဂနိုလီယာဖရေးဆာကျမဘေးမှာရှိနေသော စကားပင်တွေဒီသာလွမ်းတက်မြည်ဆိုလျင်ဘယ်ပင်ကကျမပြန်မကို အလွမ်းရဆုံးဖြစ်မလဲသူမဟုတ် သူတို့နဲ့တကယ်ခွဲခွာရပြီဆိုတဲ့အခါကျမကရောဘယ်ပင်ကိုအလွမ်းရဆုံးဖြစ်မလဲဒီမှာရှိသမျှသောစကားပင်တွေဒီသူ့အလားနဲ့သူ သူ့တံပိုးနဲ့သူ သူ့ရာဇဝင်နဲ့သူလွမ်းစရာကောင်းနေခဲ့သည်ချီဖြစ်သည် တခုပဲဝမ်းနဲ့စရာကောင်းနေသည်မှာသူတို့အားလုံးကိုကျမရင်းနှီးခွင့်မကြုံတော့ဘူးသူတို့တပင်ချင်းဤပုံမြင်တွေကိုလည်းကျမစက်နာထောင်ခွင့်မရတော့ဘူးမမေစောပြန်တော့မယ်ဆိုတော့ကျွန်တော်မိမိမတန်းစာအုပ်ကိုပြန်တွေ့ချင်လိုက်တာမမေစောအတွက်ပေးလိုက်ချင်တယ်မမေစောစာအုပ်အတွက်အသုံးဝင်မှာကျွန်တော်ထပ်ရှာကြည့်ပါဦးမယ် ကိုတီဟာက ကျမတို့သွားရာတောင်ငုံတက်လန်းစီတို့ငိုက်ကြနေသောစကားအပိန်ခိုင်းတစ်ခုကိုကျမသွားတာအောင်ဘေးသို့ဖယ်ပေးသည် သူဖယ်လိုက်သောအခိုင်းတွင်ပန်းမွန့်တဝန်းရှိနေသည်ထိုပန်းမွန့်သည် အရင်နေ့တွေက ကျမတွေ့နေကြစကားပွင့်တွေထက်ချီမာသော အဖြူရောင်ပန်းမွန့်ဖြစ်သည်အဲပန်းမွန့်ကြီးကအကြီးကြီးနော်ပန်းမွန့်ကိုကျမခူးဖို့ဟန်ပြင်တော့သူကခူးပေးသည်ပန်းမွန့်သည်လက်ဖက်ရည်ဘက်ကများထပ်တောင်ကြည့်သည် ွန့်ချက်ဘယ်နှချက်ပါလဲတစ်ခုနှစ်ခုသုံးခုဆရာပွန့်ချက်တွေကခုနှစ်ခုတောင်ပဲသူကကျမဘက်လှည့်ကြည့်ရင်ပြုံးလေသည်မမေစောကစကားပန်းကိုတော်တော်ကြိုက်တယ်ထင်တယ်ကျမသူ့ရှိမှမို့ပန်းကိုမနှမ်းရဲပဲထိ ंछ ုပ်ထားရသည် အခန်းပြန်ရောက်တော့မှအာရပါရနန်းလိုက်နီဆရာကလည်းစကားပန်းကိုမကြိုက်တဲ့လူဘယ်သူများရှိမှလဲ ကျမခက်ဆူဆူပြုံးလျက်ပြောပြီးတော့သူကမျက်နှာတီးသွားတယ်ကျွန်တော်မကြိုက်ဘူးဆရာကအခါရာကြီးနဲ့ပြောနေတာပဲသူမငင်းပါဆရာမှဗလိုက်မှုတွေရှိနေတယ်သူဘာမှမဖြေရှင်းပါရှားသောမင်းနှန်းကိုကြော်လိုက်သောအခါကျမတို့ညစ်စီကိုရောက်ခဲ့ကြသည်ရေစီးတန်သလားမတန်သလားတော့မသိရှိတန်းကတော့ရေကိုမမြင်ရမီကလေးကချားနေရပြီ ညကမ်းမကစောင်းနေသည်လူရက်နှစ်ပြင်းစားလောက်ရှိသည်ခြံစည်းဟိုးပြင်ကညကမ်းမလမ်းချင်းအတိုင်းကျမတို့လျှောက်လာသည့်ခိုက်ညထဲမှာဘဲကလေးနှစ်ကောင်ရက်ကန်ရက်ကန်ရေကူးနေတာကိုမြင်ရသည်တစ်ကောင်ကအဖြူတစ်ကောင်ကအဖြူနှင့်အညူဆက်ကြဒီနားမှာအင်းရဲလို့နီနီနာနာလည်းမရှိဘဲနဲ့ဘဲကနေလျှောက်လာတဲ့ဘဲရီလည်းမသိဘူးကျမရေရွမိသည်သူကျမဘက်သို့လက်မကြည့်ပါ ကျမလိုလဲပဝန်းကျင်စီဆက်ရောက်လာဟန်မတူပါကျမပြောပြီးမှအားနာသွားသည်ဟုတ်ပါရဲ့ကို့အမေရဲ့နောက်ဆုံးထွက်သက်ကိုနှုတ်ယူသွားခဲ့သောမြေတစင်းဤကမ်းမတွင်ဘယ်သားကများပဝန်းကျင်ကိုစိတ်ဝင်စားနိုင်ပါမည်နည်းအထူးသဖြင့်အမေကိုအလွန်ချစ်ခင်တဲ့တာတော်သားဆိုလျင်ပေါ့ကျမသည်ညစ်ကိုကံလက်ဖြတ်ခင်းတွယ်ထားသောကြိုတရားကိုငြိမ်းမောကြည့်နေမိသည်ဥယျာဉ်မှုဤလက်ရာထိုတရားသည် သူ့ကိုမမွေးခင်သူ့မိခင်ကိုတောင်မမွေးခင်ဥယျာဉ်မိုးကတိဆောက်ပေးခဲ့သောတရားဟုသူသိမလားသူသိပုံရပါသည်သူတရားကိုကြည်နေပုံကနာနာကြီးကြီးရှိလာသည်အဲ့ဂျိုတကားကခိုင်လားဆရာခိုင်ပါလေမမေဆိုရှောက်ချင်သလားဟုတ်ကဲ့တော်လေကျမတီတရားပေါ်သူအတက်တွင်ခြံဘက်သို့အမတ်တမဲလှည့်ချမိသည် ချန်စီယိုပင်တွင်နောက်ဖက်ကအနည်းဆုံးစကားပင်တစ်ပင်နောက်မှာလူရိပ်တစ်ခုကိုမြင်လိုက်ရတယ်လို့ပဲစိတ်ချင်တာများလားသူမဟုတ်တကယ်ပဲသူကျမတို့ကိုစောင့်ကြည့်နေသလားသူအရှင်အီးကွန်ပျူတာမရပဲအီချမ်မြေတဲ့သူရောက်ရောက်လာနေခြင်းကို ကျမကိုတီဟာအပြောတင်သလားတွေးလိုက်မိုံနဲ့ကိုခွန်သားကို အားနာသွားမိသည်ကိုခွန်သားဆိုသောလူတစ်ယောက်သည်ကိုတီဟာဤငွေချင်းတို့မဖြစ်နာဖြစ်ချင်းဖြစ်လျင် ဒီတရားကလည်းမိမိရဲ့ယောက်ျားဆောက်ထားခဲ့တာပဲမိမိမုံဝဲခင်ကလေးကလို့ဖိုးဖိုးကပြောတယ်ကျမတို့နှစ်ယောက်၏အလေးချိန်ဖြစ်မယ်တရားကညွင့်ရင်းသွားသည် ကျိုးတရားတွေထုံးစံအတိုင်းခြေလန်းလန်းလိုက်သည့်အခါလှုံရမ်းနေလေသည်မကြောက်ပါနဲ့မမေစောရှေးရဲလျှောက်ပါဒီတကားကတော်တော်ခိုင်ပါတယ်တန်ကျိုးတွေနဲ့ဆိုင်းထားတာလေဟောဒီမှာချီသူကအထက်ကျိုးရန်းကြီးကိုလက်ဖြင့်အသေးချညွှန်ပြသည် ကျမအောက်ဖက်မြစ်ပြင်ရှိရာသို့ငုံချလိုက်မိ၏မိုက်ခနဲမှုသွားပါသည်။အိုးညစ်ကအောက်ဖက်တော်တော်ဝေးသောနေရာမှာပါလား။ကျမညစ်ကိုငုံချရတာကြောက်လာသဖြင့်မျက်စိလွှဲလိုက်မိသည်။ဥယျာဉ်ခြံစီသို့ဖြစ်သည်။တခဏအတွင်းမှာပင် ကျမ၏မျက်စိကို စိမ့်ညို့သောကုန်းမြင့်ဥယျာဉ်ကဖတ်ဆားထားလိုက်သည်။ကြည်စမ်းမြစ်ဘက်ကကြည့်တော့စကားဝင်တွေက ်စင်ကြေလျှောမှာပဲဖလှက်လိုက်တာနော်ဆရာဟုတ်တယ်ကျွန်တော်ငယ်ငယ်ကမေမေနဲ့ဒီတကားစီကိုလက်လျှောက်လာတိုင်းမေမေကဒီမြင်ကွင်းကိုတမေတမောကြည့်နေကြကျွန်တော်တက္ကသိုလ်တက်နေတဲ့ကာလရောက်တော့မေမေကကျွန်တော်ကိုဒီကျိုးရရဘုံကနေလမ်းမြော်နေကြပေါ့သူသားဟာမိမတယောက်နဲ့ရှောက်ဖို့ သူဖကုံးပေါ်မှာလွဲတဲ့လွဲအိတ်ကိုရွှွတ်ပတ်သေးကိုတောင်ပြစ်ချက်ပေးခဲ့ပြီးဖြစ်နေပြီဆိုတာအမေကတော့ဘယ်သိရှာမလဲနော်ဆရာညီဤခြောက်ချားစရာအတိတ်ကို သူမင်းမမေ့ပါစေတော့ဟိုတည်ရဲ့ချက်ဖြင့်သူ့ကိုစာနာမိတယ်သူမရင်မောပါဘယ်သိနိုင်မလဲကျွန်တော်နဲ့လည်းဘာမှမဖြစ်သေးရမို့မိမိကိုပြောစရာမလိုတော့ဘူးလို့ပဲထားရခဲ့တာသူ့ညံ့တာတဖြည်းဖြည်းညှိုးလာသည် ခါမှာတော့ကိုချစ်မြတ်နုံမိသွားတဲ့မိမတယောက်ကိုဘဝမှာရှိနေပြီဆိုတာမိမိကိုပြောတော့မယ်လို့ဆုံးဖြတ်ပြီးအိမ်ပြန်လာခဲ့တယ်။တားကိုသိချစ်ပေမဲ့မိမိနားလည်မှာပါလို့ရင်းစေးတင်လာတာပေါ့။သူတပြင်းတစ်ချက်ချသည်ညည်ရပြင်းကိုငုံကြည့်သည်။ဒါပေမဲ့ကျွန်တော်အဲ့ဒီအကြောင်းကိုဘယ်တော့မှဖွင့်ပြောခွင့်မရခဲ့တော့ပါဘူး။ကျွန်တော်ရောက်တဲ့နေ့ကမိမိအလောင်းကို ရွာသားတွေလိုက်ရှာပြီး မတွေ့သေးတဲ့နေ့သူခနာရက်သားသည်ကျမသူ့ကိုနှစ်သိမ့်ပေးစရာများလိုမလားဘလောက်ကြာမှတွေ့ရလဲ၃ရက်သူဟိုးအွေးကမြက်အောက်ပိုင်းစီတို့ငေးမောနေသည်ကျွန်တော်ကမိမိကို နောက်ဆုံးအချိန်ထိညှော်လင့်နေတော့မယ်ဟဟိုမြင့်အကွေလေးစီကနေများ မိမိကျွန်တော်စီရှိကူပြီးပြန်ရောက်လာမလားလို့လေမိမိအလောင်းကိုတွေ့တဲ့၃ရက်မြောက်နေ့တုန်းကလည်းကျွန်တော်ဟောဒီတရားပေါ်ကနေမိမိကိုမျှော်နေခဲ့တာဒါပေမဲ့မိမိအလောင်းကိုပဲဆယ်မိလိုက်ကြတယ်ကျမစိတ်မကောင်းပါဘူးဆရာဆရာဘလောက်ထိခိုက်ချေခွဲရမယ်ဆိုတာကျမသိပါတယ်ဒီအကြောင်းကိုဆရာမပြောချင်မပြောပါနဲ့ကျမဒေါတင်ကိုပဲမေးလိုက်ပါမယ်ဆရာကျမ ဒရသမဏိကျိုးကိုလက်ဖြင့်ဆုပ်ကိုင်ရင်သူ့ကိုတမ်းမြင်မိသည် သူကပြုံး၏ကိစ္စမရှိပါဘူးဗျာ15နှစ်တောင်ကြာခဲ့ပြီလေကျွန်တော်မိမိအမှန်တရားကိုလက်ခံသွားနိုင်ပါပြီမိမိဟာဟောဒီမြေထဲမှာ အသက်တည်ဆုံးသွားခဲ့တယ်မိမိရင်နစ်နေတဲ့အချိန်မှာကျွန်တော်မိမိအသက်ကိုကယ်ဖို့အနားမှာမရှိခဲ့ဘူးမိမိကိုအလွန်ချစ်ပါတယ်ဆိုတော့မိမိနောက်ယောက်ျားကမိမိအဖြစ်ကိုသိတာမသိခဲ့ဘူး သူ့လေတံကမကြောလာ၏အခြေအနေမကောင်းပါသူ့မှာနာကြီးစရာတွေများလန်းလာသည်မြစ်သည်သူ့အားပို၍ပင်ထိခိုက်စေတော်မူထိုလူကဘယ်ရောက်နေလို့လဲကျမမေးချင်စိတ်ပေါက်သွား၏သို့သောကျမမမေးတာကပိုကောင်းပါလိမ့်မည်အဲ့ဒီနေကသူအဲဆရာမမေမှတ်တမ်းစာကိုရေးသားခဲ့သေးလားသူခေါင်းရမ်းအိတ်မမေနောက်ဆုံးရေးသားတာက ဒီဇင်ဘာ22ရက်နေ့ထိပဲညအောင်မေဆုံးသွားတာကဒီဇင်ဘာ24ရက်ဖြစ်ပါသည်မိမိနောက်ဆုံးရေးသားတဲ့စာကြောင်းကိုကျွန်တော်မှတ်မိပါတယ်အမှန်ကတော့ကျွန်တော်မမှတ်မိချင်ဘူးဒါပေမဲ့လူစိတ်ကလည်းတော်တော်ကြောက်စရာကောင်းတယ်မမြင်ချင်တာကိုမှချစ်ချင်တယ်တတိမရချင်တာကိုမှတတိရနေမိတယ်သူကခရရဲ့ပြုံးရဲ့သူ့လက်ထဲမှာဘယ်တော့မှကိုင်းထားမှမသိခဲ့ရတော့ စကားတပွင့်ကိုညက်ထဲသို့ပြစ်ချလိုက်၏။တိုင်းငယ်နဲ့အတူကြီးပြင်းလာတဲ့တောင်ပေါ်စကားဖြူပင်လေးဒီနေ့ပွင့်ပြီ။သားကလည်း17နှစ်၊သူကလည်း17နှစ်။ဒါပေမဲ့အပွင့်မောင်း18ပွင့်။ကျမထင်တာပဲ။ညာဦးမေမသားနှစ်ယောက်ရှိပါသည်။အဲ့ဒါမင်းမင်းနောက်ဆုံးရှိခဲ့တဲ့စာကြောင်းမမမေဆုံး။မင်းမင်းနောက်ဆုံးရှိခဲ့တဲ့စာကြောင်းက ျွန်တော်အကြောင်းတော့မဟုတ်ဘူး။သူကျမဘက်သို့တည်တည်လဲကြည့်သည်။သူ့မျက်လုံးတွေကညနေခင်းနေရောင်အောက်တွင်တောက်ပါနေသည်။အဲ့ဒီအရာကိုကျမသိပါသည်။အဲ့ဒါအမုန်းတွေမဟုတ်လား။မြောင်ဦးမိမနောက်ယောက်ျားရှိခဲ့သည်။အဲ့ဒီနောက်ယောက်ျားကသူမ၏ငယ်ချစ်ဦးဖြစ်ခဲ့သူထိုသူနှင့်ဒါတယောက်ရခဲ့သည်။အဲ့ဒီတားငယ်ဆိုတာကို ဆရာမုန်းနေခဲ့တယ်ထင်တယ်။မမုန်းတင်ဘူးလား။မမေဆုံးရဲ့။မမုန်းတင်တဲ့အကြောင်းရင်းများရှိရင်ပြောစမ်း။ကျမတို့ကိုပြေဟာပြေချောင်းပြောဖို့လိုနေမလား။အေးလေ။ကိုနှစ်အရွယ်ကလေးတယောက်ဟာသူ့အမေကို တွေ့တာလို့ကောင်းတော့အားကိုးလို့ကောင်းတော့အထင်ကြီးလေးစားလို့ကောင်းတော့အဲ့ဒီခံစားမှုတွေကိုအားလုံးပြည့်စည်သွားအောင်ကြောင်းမြန်လမ်းပြလိုက်တဲ့လူနဲ့ အဲ့ဒီလိုကြောင့်ဖြစ်လာတဲ့အရာတွေအကုန်လုံးကိုဒီကလေးမုံမိမှာပေါ့ကျမနားလည်ပါတယ်သူကကျမအာမျက်မှောင်ကြုတ်ကြည့်တယ်မဟုတ်သေးဘူးမမေစောပြောတဲ့အထဲမှာအမုန်းတင်ဆောင်ချက်မပါသေးဘူးလေအမုန်းတင်ဆောင်ချက်ကျမကဘဲချက်ကိုများချန်ခဲ့မိပါလေမိမိကသူ့ကြောင့်တည်ခဲ့ရတာလေအဲ့ဒီကောင်ကြောင့်မိမိတည်ခဲ့တာလေ ကျမအံ့ဩသွား၏အဲ့ဒီကောင်းဆိုတာဘသူ့ကိုပြောတာလဲဆရာခွန်တာမိမိတာကျမသူ့ကိုငဲကြည့်နေမိတော့သည်အော်ကိုခွန်တာဟာညာဦးမေရဲ့တာဒီကောင်ကကစားစရာမော်တော်ဘုတ်ကိုညစ်ထဲချပြီးကစားခြင်းတည်းပူပိုးနောက်ဆုံးတိလိုက်တဲ့အချိန်ကမိမိသူ့သားကိုမြစ်စီခေါ်သွားခဲ့တာပဲတဲ့ ွန်သာကြောက်အားလန့်အားနဲ့ငိုပြီးပိုးပိုးစီရောက်လာတော့တော်တော်မိုးချွတ်နေပြီအဲ့ဒီအချိန်မှာမိမိကိုမတွေ့ရတော့ညစ်တီကျမတို့အောက်မှာအတန်းဆူညံစွာစီစဉ်နေစဉ်မြည်ရည်စည်းတန်းကိုကျမနားထောင်နေရင်ငုံကြီးတန်တစ်ခုအဖြစ် ကြားရောင်လာမိသည်ဘသူငိုတန်ပါလဲဝမ်းနေအားငယ်တဲ့ငိုတန်လားဒေါသတကြီးနာကျင်တဲ့ငိုတန်လားကျမစိတ်ထိခိုက်စွာ ပြင်သက်ရှာလိုက်မိသည် ဒါဖြင့်ညာဦးမေဟာကျမတို့ထင်ထားသလို ကိုကိုကိုတက်သေးဖို့ညှက်ထဆင်းသွားတာမဟုတ်ဘူးပေါ့ကျမတို့အဲ့ဒါကိုမသိခဲ့ဘူးဆရာညာဦးမေကွယ်လွန်ခဲ့ရတဲ့ကိစ္စရဲ့နောက်ကွယ်မှာကလေးတယောက်ရှိနေခဲ့တယ်ဆိုရာသူကျမထံမှမျက်နှာလွင်လျက်ရှင်မောသည်ဘယ်သိမလဲမမီစော်ဟဲ့ဘူဘိုးကသူမြင်းအငယ်လန့်ဖြားဖြားရကနေတတိပြန်လေလာတော့အဖြစ်အပျက်ကိုသိမမှတ်မိတဲ့အတူ စိတ်ထိခိုက်မှာဆိုလို့ဆိုပြီးမြုပ်ွယ်ပေးခဲ့တာနောက်တစ်ကြောင်းကဥယျာဉ်မှုနဲ့မမင်းနဲ့ညရာကနေသားတယောက်ရတယ်ဆိုတာကိုရွာကလူတွေကိုအတိအလင်းပြောထားတာမှမဟုတ်ပဲဖုံးကွယ်လက်စားနဲ့ဆက်ဖုံးထားတော့တာပေါ့ဆရာစိတ်တော့မရှိနဲ့နော်ညာဦးမင်းမှာအိမ်တော်20ရှိတယ်လို့လို့သားနှစ်ယောက်ရှိတယ်လို့လို့တော့အကုန်လုံးကြားကြပါတယ်မမေစောဒီအကြောင်းတွေကိုစာအုပ်ထဲမှာထည့်ရေးဖြစ်မယ်ထင်လား သူကကျမအားတက်တက်မကြည့်ပဲမြစ်ကိုငင်းမော်ရင်မေးပါသည်ကျမဒီတညစဉ်းစားအောင်မယ်လေဆရာ သူပြုံးလျက်ခေါင်းငိမ့်သည်ကျွန်တော်ဘာမှကန့်ကွက်ခြင်းလို့တောင်းဆိုခြင်းလို့မေးတာမဟုတ်ပါဘူးသိချင်တာတသက်ပါတကယ်တော့ကိုကိုကိုတတ်သေးတယ်လို့အထင်ခံရတာနဲ့ဆိုင်ရင်တိတ်တိတ်ပုံယောက်ျားတယောက်နဲ့ရှားတဲ့တိုင်းငယ်အတွင်းနဲ့အသက်ဆုံးရှုံးရတယ်ဆိုတဲ့အဖြစ်ကပူပြီးလာမလားမသိဘူးလေဟုတ်တယ်ဆရာ ။နောက်ပြီးဒါကအမှန်တရားလည်းဖြစ်နေရဲ့လေ။ပြောပြီးနောက်ကျမအကောင်းကင်ကိုမော့ချလိုက်မိသည်။ပြန်ချရအောင်လေဆရာ။မိုးရွာလိမ့်မယ်။သူကကျေးဇူးတင်တော့အပြုံးဖြင့်ကျမအားကြည့်သည်။ကျွန်တော်ဒီမှာခဏလောက်နေခဲ့အောင်မယ်လေ။ကျမယူတီကဘာမှမသိပဲသူ့အတွက်စိုးရိမ်သွားမိ၏။ဖြစ်ပါမလားဆရာ။ကျမအဖို့ဖြစ်နေခဲ့ပြရမလား။သူခက်တတရှင်သည်။ မစိုးရိမ်ပါနဲ့ဗျာကျွန်တော်နောက်ထပ်ရင်ဖွင့်စရာတခုချန်သေးတာကိုပြောပြအောင်အားယူချင်ပါလားရင်ဖွင့်စရာကျမသူ့ကိုမြင့်မောင်ချီလျက်မောကြည့်မိသည်သို့တော်သူကကျမအာမကြည့်တော့ပဲမြစ်ကုံငုံကြည့်နေခဲ့ပြီဟုတ်ကဲ့ဆရာဒါဖြင့်ကျမသွားနှင်လိုက်မယ်ကျမပြန်သာလှည့်လာရသည် ကိုသည်ဟာဤထူးခြားသောမျက်နှာကို နားမလဲစွာပင် အဖြေသိချင်နေမိတာတော့အမှန်ပါပဲနေအောင်ဒီအနောက်ကောင်းခင်စီတွင် အနီအောင်ပြပြသာလင်းနိုင်တော်သည်တကယ်ကညနေ9နာရီတသက်ပဲရှိသေးသည်မိုးရိပ်ကြောင့်လားမသိနေမဝင်တင်သေးသည့်အချိန်မှာနေဝင်သွားခဲ့လိမ့်မည်ကျူချစ်တူလားစကားတပွင့်ရတယ်ဟုတ်ကဲ့ပါ အခုလိုမျိုးအချိန်ပေးပြီးတော့နားဆင်ပေးခဲ့ကြတဲ့တော်လန်နားဆင်သူမိဘပြည်သူတို့တယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ရဲ့ Freedom for Future Channel မှာဖွေသားများအားလုံးကကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျ။နောက်လာမယ့်အပိုင်း73ကြာတော့မှာပဲကျွန်တော်တို့တွေပြန်လည်တွေ့ဆုံကြပါမယ်နော်။မိဘပြည်သူများအားလုံးကောင်းသောနေ့လေးတွေပိုင်ဆိုင်ကြပါစေနော်။